ဟယ်လိုမင်္ဂလာခင်ဗျာကျွန်တော်အရှိမန်ဗီဒီယိုတင်လိုက်ပြတဲ့အဆန်နဲ့ပတ်သက်ပြီးတော်တော်လေးလူမီးများတဲ့အတွေ့အကြုံကိုကျွန်တော်ဒီနေ့ live group အနေနဲ့ကျွန်တော်ပြပြပေးပါမယ်ကျွန်တော် page မှာကိုပိုင်ဗီဒီယိုမဟုတ်ဘဲသူများဗီဒီယို download ဆွေးပြီးပြန် edit လုပ်ပြီး page မှာတင်ဝင်ဝေတကယ်ကြလာလို့လာမိတဲ့တွေ့မှာတစ်ချက်ကြီးမှဆိုရင် content monitoring မှာ386ဒေါ်လာရပါတယ်ဒီအတွက်နဲ့ပတ်သက် live group အနေနဲ့ကျွန်တော်အားလုံးချပြပေးမယ် video အဆုံးထိကြည့်သွားပြပါခင်ဗျာနော်ဒီမှာတစ်ချက်ကြည့်မစအပေါ်မှာဆိုရင် last 28 day ပဲရှိပါတယ်ခင်ဗျာနော်ပြီးလို့ရှိရင်ကျွန်တော်ဒီဥစ္စာကိုကျွန်တော်90 day ဥစ္စာကျွန်တော်တစ်ချက်ပြပေးလိုက်ပါမယ်ခင်ဗျာနော် 90 day ဥစ္စာကျွန်တော်တစ်ချက်ကြည့်မှာဆိုအောက်မှာဆင်းမှာ content margin မှာ3680ရှိရပါတော့3680ဆိုရင်ညမာငွေတွက်လိုက်မယ်ဆိုရင်ကိုယ့်အကူအဖြေအားထွက်လာပါမယ်အဲ့တွဲ deep page မှာ blue content တွေတင်ထားလိုက်ဆိုမှအားလုံးကျွန်တော် ပြပြီးမှဖြစ်ပါတယ်ခင်ဗျာเนาะအဲ့အတွက်ကျွန်တော်တစ်ချက် backup ပြန်ဆော့ပြီးသွားမယ်ကျွန်တော်ဒီမှာတစ်ချက်ကြည့်မှာဒီ page နာမည်က m selina u page ဖြစ်ပါတယ် follower က480 k ပဲရှိပါတယ်ခင်ဗျာเนาะအဲ့အတွက်နည်းနည်းအောက်ဆင်းတော့ကြည့်မှာဆိုဘလို content မျိုးတင်လဲဆိုဒီမှာသူများ page မှာတင်ထားတဲ့ content တွေကိုအလွယ်တကူ download ဆွဲပြီးပြန် edit လုပ်ပြီးတင်ထားတဲ့ video တွေဖြစ်ပါတယ်ခင်ဗျာเนาะ corporate looking အောင် edit လုပ်လို့ရပါတယ်ကျွန်တော်တင်ထားတဲ့ video မှာတချို့က complaint အများကြီးတက်တာပေါ့เนาะဒီလို video edit လုပ်လို့တကယ်ပဲဝင်ငွေရလားတကယ်ပဲရ ြလားမရဘူးလား live group အနေနဲ့ဗီဒီယိုလေးနဲ့ပြပေးပါလို့ပြောတဲ့အတွက်ကြောင့်မို့ဒီမှာ professional test ဖို့နောက်တစ်ချိန်ပြန်နှိပ်ပြမယ်ဒီမှာဆိုရင်ဒီ last 28 day ပေါ့နော်ဒီလဥစ္စာကို388ဒေါ်လာရတယ်ပေါ့နော်ပြီးရင်ဒီဥစ္စာတစ်ချက်ထောက်လိုက်မယ်ဆိုဒီမှာအားလုံးကျွန်တော်ပြပေးမယ် content marketing ကနေ386ဒေါ်လာရတယ်အဲ့အတွက်ကျွန်တော်ဒီမှာတစ်ချက်ပြန်ပြပေးလိုက်ပါမယ် last 90 day ဥစ္စာပြပေးမယ်ဒီမှာ300 3680ဆိုတော့နည်းတဲ့ဝင်ငွေမဟုတ်ဘူးเนาะကျွန်တော်အချိန်ကုန်စရာမလိုပဲねသူများ PDF အလွယ်တကူ download ဆွဲပြီးမှ edit လုပ်ပြီးဝင်ငွေရှာလို့ရအောင်ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်တချို့ကျတော့လာမေးကြတယ်ကိုပိုင် idea မရှိဘဲသူများ content ယူသုံးလို့ရေးရှိမှာတုံးစားလို့မရဘူးလို့ပြောကြတယ်ရပါတယ်ခင်ဗျာကျွန်တော်တို့ဒီပုံစံအတိုင်းလုပ်လိုက်ခဲ့တာ live group အနေနဲ့ကျွန်တော်တစ်နှစ်ကျော်ခဲ့ပြီခင်ဗျာเนาะလတိုင်းလတိုင်း ဒေါ်လာ300ကျော်400ပုံမှန်ရတယ်တချို့လာတယ်ဆိုရင်ဒေါ်လာ900ရတယ်မျိုးလည်းရှိပါတယ်ခင်ဗျာနော်တကယ်လို့ရင်တကယ်ရပါတယ်တချို့ကြတော့ကိုပိုင်ဗီဒီယိုလုတ်ဖို့မနိုင်တဲ့အတွက်ကြောင့်မို့အခက်အခဲရှိတဲ့လူတွေအတွက်ကြောင့်မို့ကျွန်တော်တင်ပြပြောပြပေးတာဖြစ်ပါတယ်တချို့ကြတော့ original ဗီဒီယိုလုတ်တဲ့လူတွေကကျွန်တော်တို့စီကို complaint တက်တယ်ဒါကြတော့ကျွန်တော်အများဝေပေးတာပဲဖြစ်ပါတယ်ခင်ဗျာနော်ကိုပိုင်ဗီဒီယိုလုတ်ဆက်မလို့ပဲသူများဗီဒီယိုယူပြီးမှ limit at value လို့ပြီးတခြား edit လို့ပြီးတင်သွားလိုက်ရတယ်အဲ့ဒါဘယ်လို edit လုတ်သွားလဲဆိုကျွန်တော်တစ်ချက်ကျွန်တော်ပြန်ပြပေးမယ်ဒီမှာပေါ့နော် page မှာကျွန်တော်တင်ထားပေးပါတယ်ခင်ဗျာနော်ဒီဥစ္စာကျွန်တော် page quality အနေအထားဥစ္စာအဲနည်းနည်းအောက်ဆင်းသွားမယ်ပင်သားလေးတင်ထားပြီးလဲဆိုရင် 100%ပေါ့ဒီမှာပေါ့နော်ကျွန်တော်အားလုံးတင်ထားပြဒီမှာဆိုရင်ကိုပိုင်ဗီဒီယိုလုတ်ဆက်မလို့နဲ့ Facebook ကဝင်ငွေရှန်နေကိုပိုင်ဗီဒီယိုလုတ်ဆက်မလို့ပဲ YouTube ကနေဝင်ငွေရှန်နေ corporate video တွေကို corporate looking at it လုပ်နေကိုပိုင်ဗီဒီယိုလုတ်ဆက်မလို့ပဲနဲ့ Facebook ကနေ content moderation နဲ့ဝင်ငွေရှန်နေပေါ့နော်ဒီမှာတစ်ချက်ကျွန်တော်ပြပေးထားအားလုံးကဒေါ်လာ344ဝင်ထားတဲ့ပါညာအားလုံး second shot လေးနဲ့ကျွန်တော်ပြပေးတယ်ဒီထက်မှာ comment နေတာတော်တော်များတယ် share ထားတာ 1k အထက်ဖြစ်သွားခဲ့တဲ့ချိန်မှာ complaint တော်တော်များများတက်တဲ့အတွက်ကြောင့်မို့တကယ်ပဲရလား fake တွေပါညာပြတာလားဆိုပြီးပြောတဲ့အတွက်ကြောင့် မို့ကျွန်တော်ဒီမှာ live group အနေနဲ့ကျွန်တော်ပြပြရဖြစ်ပါတယ်ဒီလောက်ဆိုရင်အားလုံးယုံကြပြီနေမှာခင်ဗျာနော်ဒီဥစ္စာကြတော့အစောတုန်းကရင်ဒီဒီ profile မှာ error တစ်ခုတက်နေပါတော့ပြောမစင်ဒီတက်ပွန်တပွန်တင်လိုက်တဲ့ချိန်မှာဒီ error လဲကျွန်တော်ဖြည့်ရှင်းထားပါတယ်ဒီ error လဲရက်ပိုင်းအတွင်းမှာပဲပျောက်သွားပါမယ်ခင်ဗျာနော်28ရက်အတွင်းမှာပျောက်သွားပါမယ် ဒါနည်းနည်းကျွန်တော်ဖက်က internet routing ဖြစ်နေတယ်ကျွန်မနည်းနည်းကြားတယ်ဒါပေမဲ့ profile အဝိုင်းအဖြစ်ပြီးမလဲဝင်ငွေရရနေတယ်တစ်လဒေါ်လာ300အထက်388စင်ဒေါ်လာ400ပြထားလိုက်ပါတော့မြန်မာငွေနဲ့တွက်လိုက်မယ်ဆိုလို့ရှိရင်တော့ AACC ဝင်ငွေကောင်းကောင်းရပါတယ်ပြောမယ်ဆိုရင်အလုပ်သမားတယောက်ထက်ဆိုင်ရတော့ဝင်ငွေ အတော်များများရပါတယ်ခင်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေဒီဗီဒီယိုလုတ်ပေးရခြင်းအကြောင်းရင်းအားလုံးကို motivation ဖြစ်အောင်ကျွန်တော်လုတ်ပေးရဖြစ်ပါတယ်တဦးတယောက်ထိခိုက်အောင်လုတ်တာမျိုးလုံးဝမဟုတ်ပါဘူးခင်ဗျာနော်တချို့ကျရှိရဲ့ဒီ complaint အများကြီးတက်တဲ့အတွက်ကြောင့်မို့ကျွန်တော် comment မှာအဆင်ပြေမှလာမန်းပါအဆင်ပြေမှဗီဒီယိုကြည့်ပါခင်ဗျာနော်ကျွန်တော်ကတော့အကောင်းဆုံးတင်ပေးရဖြစ်ပါတယ်အားလုံးကိုဝင်ဝေရစေခြင်းပါတယ်ဒီတချို့ကျတော့လည်းညနေခင်းအချိန်ဒီတနိုင်နေနိုင်ပဲပေးနိုင်တဲ့လူတွေအတွက်ဘလို့ edit လုပ်ပြီးတင်သွားရမှာဆိုပြီးကျွန်တော်ပြပေးတာ page တစ်ခုရှိအောင်လည်း င်ကိုရှာလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ပြပေးထားတဲ့ video editing လုပ်ပုံလုပ်နည်းရတယ် video တပုတ် edit ပြီးဆိုရင် page မှာတင်ပြီး content warning ဝင်ကိုရှာလို့ရတယ်အဲ့ဒီ video ပဲပြန် edit လုပ်ဆက်မလို့ပဲ ਨੇ edit လုပ်ပြီးတော့ video အခြား facebook account မှာတင်ပြီးမှ content warning ဝင်ကိုရှာလို့ရတယ်နောက်တစ်ခုက youtube channel မှာတင်ပြီးမှ YouTube channel ကနေမွန်ရှိလျှောက်ပြီးမှဝင်ငွေရှာလို့ရတယ်။နောက်တစ်ခု page မှာတင်ပြီးမှလည်းဝင်ငွေရှာလို့ရတယ်။အလုံး corporate looking ပါတယ်ခင်ဗျာနော်။ကျွန်တော်ပြောတဲ့အတိုင်းအလုံး step by step တွားရပါမယ်။ဒီ video မှာဆိုလဲကျွန်တော်အသေးစိတ်ပြပေးတယ်။ဘယ်က video download ဆွဲပြီးဘယ် video editing software နဲ့ edit လုပ်ပြီးမှ export ထုတ်ပြီး save လုပ်ပြီးမှ page မှာတင်ဖို့ဒီနေ့ process အသေးစိတ် AI နဲ့စက်တီးကိုကျွန်တော်တင်ပြထားရပြာကွန်ပျူတာလည်းကန်တက်စရာမလိုဘူးဗီဒီယို editing လည်းလုပ်တက်စရာမလိုဘူးဒီဗီဒီယို file တစ်ခုတစ်ပုတ်ကြည့်ရတဲ့အဆင်ပြေမယ်ဒီဗီဒီယို file ကို download ဆွဲပြီးမှအကူတို့အမတို့ဖုန်းမှာ save လုပ်ပြီးမှကြည့်ပြီးမှလုပ်သွားမယ်ဆိုရင်တော့ lifetime အတွက်ဝင်ငွေတစ်ခုရှာလို့ရပါတယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်